ကဲပရိသတ်တို့ရေနိကအင်တာဗျူးတွေမှာဘန်တို့ကြားရဲ့သားနေရောက်ကတော့ခုလိုပြောသွားတာမျိုးတွေရှိလာတဲ့အတွက်ကြောင့်ပရိသတ်တွေကိုတီးပီးပြောကြားရင်းနဲ့ခုလိုတင်ဆက်ပေးသွားခြင်းပါတယ်။ဘန်တို့ကြားသားနေရောက်ကတော့ပွဲနိကခမ်းမန်းချက်အရာမှာအင်တာဗျူးမှာခုလိုဖြေသွားတာမျိုးတွေရှိတဲ့အတွက်ကြောင့် သူ့ရဲ့သားကြီးမြင်မှာတော့ဘန်ကဂျိုရှုဘန်ကအတော့ကိုဘောက်ဆင်ပိုင်းမှာကောင်းတဲ့ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့တော့အဖေကိုတစ်ဖက်တက်ကြည့်တော့ဘောက်ဆင်ပိုင်းသားစီးယူပြနိုင်တဲ့ပုံစံမျိုးလုတ်ပြဖို့တော့မလွယ်ပါဘူး။အစောပိုင်းတစ်ချီလောက်မှလဲထုပြသွားတာမျိုးတော့ဖြစ်သွားနိုင်ပါတယ်ကျွန်တော်ဖေကကြတော့ဒီတော့ဒီပွဲကပွဲကောင်းတစ်ကောင်းဖြစ်လာမယ်လို့တော့ကျွန်တော်ကတော့ယုံကြည်ပြီးသားပါ။ဂျိုရှုဘန်မှာအဖေကိုရှင်နိုင်တဲ့ Grambling ဆွမ်းဆောင်ရည်မျိုးတော့လုံးဝမရှိဘူးလို့တော့ကျွန်တော်ကတော့ပြောရဲတယ်။နချီတွင်းမှာပဲကျွန်တော်အဖေကအလဲထိုးသွို့မဟုတ်ချုပ်ွက်နဲ့ကိုပိုင်ပိုင်နဲ့နိုင်ပွဲသိမ်းတာမျိုးတွေဖြစ်လာနိုင်ပါတယ်။တေချာတာကတော့ဒီပွဲကတော့မင်းမြန်ကိုအဆုံးသတ်သွားမယ်ထင်ပါတယ်။ဒါတော့အာပရိသတ်တွေကိုပြောချင်တဲ့သတင်းတစ်ခုပါ။ဒါပေမဲ့လည်းဒီကလေးတွေပြောတဲ့ပုံစံဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ဒါလည်းပြောလို့မရတဲ့အရာတွေမလို့ပါ။ဂျုံဝင်းထဲမှာကျွန်တော်တို့မြင်တွေ့ရမှာကဂျိုးဝိုင်းတဲကအဖြေပါ။ ဘေးနာမှာဘာတွေပြောပြောဘလူတွေတွေးတွေးပါကျွန်တော်သွားမယ်နီလန်ကဂျောရှုအာဘန်ကျွန်တော်နိုင်ဖို့ကျွန်တော်မြန်မာကုံဆောင်နိုင်ဖို့အဓိကပါဒါကြောင့်မလို့မနက်ပြန်သည်ကျွန်တော်တို့မြန်မာကုံဆောင်ဂျောရှုအာဘန်နိုင်ဖို့အဓိကအတွက်ကြောင့်မလို့ကျွန်တော်တို့အဖက်ကအဲ grand plain ဘိုင်းကိုဒီ ground ဘိုင်းတွေကို defend တွေကောင်းကောင်းလုပ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ fighter ကဒီအတွက်ကိုတိတ်ပြီးတော့စိတ်ပူစရာမရှိပြင်မဲ့လဲ အတွေ့အကြုံပိုင်းဆိုင်ရာအများကြီးွာတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒေချာကယူဆိုင်ပြီးတော့ဆောင်ရမယ်။သူ့ကလေးတွေလို့သူ့ဖေကတကယ်ကိုလှုပ်ပြဆွမ်းဆောင်နိုင်ရင်တော့ဒါသမျိုးပေါ့နော်။တကယ်လို့ဒါနိုင်ခဲ့လို့ရှိရင်ကျွန်တော်တို့ဒီတကယ်ကို UFC မှာကျွန်တော်တို့အိမ်မက်မက်တယ်လို့ဒီစင်မြင့်ပေါ်မှာကျွန်တော်တို့မြန်မာဆိုတဲ့ဂုံပုတ်ကိုယူဆောင်လာပြီးတော့ကျွန်တော်တို့ထုတ်သက်သွားမယ်ကျွန်တော်တို့ရဲ့ဘန်ကြီးတကယ်ကိုဂုံရှိရှိနဲ့ချန်ပီယံကြီးဖြစ်လာမှာပါ။